စေတွေကမတည်ငြိမ်ဘူးဆိုတာအကြောင်းအမျိုးဆုံးရှိပါတယ်နော်အဲ့တော့အကြောင်းရောပြီးတော့အခြေအနေရောမတူးတဲ့အတွက်အဲ့ဒီအကြောင်းနဲ့အခြေအနေပုံမူတည်ပြီးကျွန်တော်တို့ကဖြည့်ရှင်းချက်ရှာရမယ်နော်ဒါဆိုအယိုယိုတကာရကမတွေကယိုယိုလူတွေက တရားအထုံးမဲ့ဆိုလို့ရှိရင်ဒီနေ့ကို15မိနစ်အထုံးမလားမိနစ်30တနာရီ2နာရီအထုံးမလားဆိုပြီးတော့အဲ့ဒီအခါမှာစိတ်ကူးတွေပေါ်လာတာကတမျိုးပြီးတော့တရားစခန်းဝင်လိုက်ပြီးတော့ဒီနေ့ကို6နာရီ10နာရီ12နာရီအထုံးမလားအမှုယဟန်တီလရှင်ဝင်လိုက်ပြီးတော့နေ့တိုင်းနေ့တိုင်းအလို6နာရီ10နာရီ12နာရီတရားအထုံးမလားအဲ့ဒီအခါမှာစိတ်ကူးတွေပေါ်လာမယ်ဆိုရင်တခြားမတူတော့ ဒီလိုအစလူတွေမှာကျွန်တော်တို့မှာဒီအားအထုတ်တဲ့အခါမှာဒီစေကူလီတွေပေါ်လာတယ်ဆိုလို့ရှိရင်ဘာကြောင့်ပေါ်လာတာလဲဆိုပြီးတော့ပထမအရှင်ပြချစ်ကအမှန်တန်လွဲပါတယ်အများကြီးတရားအားမထုတ်လို့ပါเนาะအများကြီးတရားအားမထုတ်ဘူးဆိုလို့ရှိရင်စိတ်မှာသူကမနေ့ကဖြစ်ခဲ့တဲ့ဟာတွေဟိုတနေ့ကဖြစ်ခဲ့တဲ့ဟာတွေစိတ်မှာဖြည့်ရှင်း ်ခြင်းစိတွေရှိမှာပေါ့အဲ့ဒီဖြည့်ရှင်ခြင်းစိတွေရှိနေတဲ့အတွက်ဒီစိတွေကစိတ်ကူးတွေက ပေါ်လာနေတယ်ဒီစိတ်ကူးတွေကိုတဏီနီနဲ့အမ်တဏီနီနဲ့တတိကရမယ်နော်ဒီစိတ်ကူးတွေကိုကျွန်တော်တို့ကတတိကနေရင်းနဲ့အာကျွန်တော်တို့ကအမ်အချင်းတော်တော်ကုံလိုက်ပါတယ်ဆိုပါဆိုမိနစ်30အထုံးမှာဒါမို့တနာရီအထုံးမှာအဲ့ဒီအခါမှာဒီစိတ်ကူးတွေကတနာရီပလောင်း ဖြစ်တဲ့ပြင်လိုက်ပါတယ်နော်နေနိုင်အထုံးမဲ့ဆိုရင်လည်းဒီစိတ်ကူးတွေကအများကြီးဖြစ်နိုင်ပါတယ်စဉ်းစားကြည့်ပါအာ eminent chicken နဲ့ပိုးကိုတရားမိဘဖြစ်စီအာညီအကိုတရားမောင်နှမတရားဖြစ်စီဒါမောင်မိတ်ဆွေတရားဖြစ်စီဆုံသွားမယ်ဝယ်လုံးသွားမယ်ပေါ့ဝယ်လုံးသွားပြီဆိုလို့ရှိရင်အဲ့လိုစိတ်ကူးတွေအများကြီးပဲနော်တကယ်တော့ယဟန်တိလက်ရှင်ဆိုရင်တော့ ဆိုရင်တောင်စိတ်ကူးတွေအများကြီးတွေ့လိမ့်မယ်အဲ့လိုအမတန်လီးနေတဲ့အမတန်ခက်ခဲတဲ့အမတန်အမ်အဆင်မပြေတဲ့ကိစ္စတခုဖြစ်သွားမှဆိုလို့ရှိရင်တရားအထုတ်တဲ့အခါမှာဒါလီးတွေတော်တော်များမယ်ဒါလီးတွေတော်တော်များမယ်အဲ့လိုဆိုရင်ပါရလို့ရမလဲဆိုတော့ပုံမြန်မြန်အထုတ်ရမယ်ပေါ့ပုံမြန်မြန်အာမထုံနိုင်ဘူးဆိုရင်ဒါလီတီးခန်းရမယ် ဘာကြောင့်လဲဆိုတော့သူတို့ကဒီတရားအထုတ်ခြင်းရဲ့တဘာဝတစ်ခုပဲဖြစ်ပါတယ်เนาะကျွန်တော်တို့ကတကယ်တော့ဒီစိတ်ကူးတွေအတန်းဖယ်လိုက်မယ်ဆိုလို့ရှိရင်ဓမ္မောဒီစိတ်ကူးတွေလုံးဝမတွေ့ဘူးဆိုလို့ရှိရင်တခုခုအစမပြုတ်တခုခုမမှန်ဘူးဒီစိတ်ကူးတွေကို တွေးမယ်ဆိုလို့ရှိရင်တော့ပုံပြအဆင်ပြေပါတယ်စိတ်ကူးတွေကိုလည်းကျွန်တော်တို့ကတတိကနိုင်မယ်ဆိုရင် အမတန်အဆင်ပြေပါတယ် ဒီစိတ်ကူတွေကိုမဖဲရတဲ့အတွက်ခေါင်းကလည်းမကြိုက်ပါဘူးအဲ့လိုဆိုရင်တစ်သက်လုံးတရားအထုတ်လို့ရပါတယ်တော်တော်များများကလူတွေတော်တော်များများကတရားအထုတ်တဲ့တရားအထုတ်တဲ့အခါမှာခေါင်းကြိုက်တယ်ခေါင်းကြိုက်တဲ့အတွက်တစ်သက်လုံးအာမထုတ်တော့ဘူးအဲ့လိုဆိုရင်ဒီစိတ်ကူတွေကို ဖဲတာ ကောင်းလားမကောင်းဘူးလားမဆိုတော့စိတ်ကူတွေဖဲတာကောင်းတဲ့ပြုတ်ပြုတ်ချင်းတခါတည်းခေါင်းကြိုက်တာကောင်းတယ်လို့ပြောမိတယ်တခါတည်း တစ်တန်လုံးအာမထုတ်ရတာကောင်းတယ်လို့ပြောမိပါတယ်အဲဒါကြောင့်စိတ်ကူတွေကိုဖယ်တာ မကောင်းအဲ့လိုပြုချင်းဖြင့်ကောင်းကြိုက်တာမကောင်းဘူးလို့ပြောမိပါတယ်အဲ့လိုပြောချင်းဖြင့်တစ်တန်လုံးတရားအထုတ်တဲ့တယ်လို့ပြောမိပါတယ်အဲ့တော့ကျွန်တော်တို့ကအလိုစင်ဒီစိတ်ကူးတွေကိုမဖယ်ရပါဘူးတတိကြိုက်ရတယ် နော်လက်ခံရတယ်တတိကိုက်ရတယ်ဒီစိတ်ကူးတွေကိုစုံစမ်းရပါတယ်စိတ်ကူးတွေကိုအများအပြားစုံစမ်းလို့မရပါဘူးဘာကြောင့်လဲဆိုတော့စိတ်ကူးတွေကတတိမရှိလို့ပေါ်လာတာပဲလေအဲ့တော့တတိမရှိလို့စိတ်ကူးတွေကပေါ်လာလိုက်တော့စိတ်ကူးတွေကိုဘယ်လိုတတိကနိုင်မလဲပေါ့တတိမှမရှိဘူးဒါပေမဲ့ဆိုပါစို့အာမိနစ်20မိနစ်30ကြာပြီးရင်တတိရသွားမယ် တတိယသွားပြီးတော့အော်စေကူပါပဲစေကူပါပဲဆိုပြီးတော့တတိကတ်သွားပြီးတော့တတိကတ်မိပြီးတော့ဒီနိုင်တယ်အဲ့လိုဒီနိုင်တဲ့အတွက်အဲ့ဒီစေကူကဆယ်လပီအဲ့ဒီမှာနေချင်တယ်ဆိုရင်ဆိုပါဆိုပြေသနာအကြီးကြီးတခုဖြစ်နေတဲ့တခုခုဖြည့်ရှင်းချင်တယ်ဆိုရင်အဲ့ဒီစေကူကိုတော့မကြွေးရဘူးစေကူတော့စားမကြွေးရဘူးအစားအစာမကြွေးရဘူးနော်အစားအစာစေကူကိုဘယ်လိုကြွေးလဲဆိုပြီးတော့ အဟောပါပြီဒီဟာအရေးကြီးတယ်ဒီဟာအခုရှင်းပြပေးရမှာပေါ့ဆိုပြီးတော့အဲ့လိုဆိုရင်စေကုကိုအစအစကျွေးမိတယ်အဲ့ဒီမှာစေကုကအာရတယ်ပေါ့အာရပြီးတော့ပိုးကြမှာပေါ့နော်အဲ့လိုဆိုရင်တော့လုံးဝအဆင်မပြေပါဘူးကျွန်တော်တို့ကစေကုကိုမဖဲပေမဲ့စေကုကိုအာစေကုကိုအပြည့်မတန်းပေမဲ့ကျွန်တော်တို့ကစေကုကိုအာမပေးရပါဘူး နော်စေကုကိုတော့အာမပေးရပါဘူးစေကုစေကုကိုအာမပေးဘူးဆိုလို့ရှင် သူကအာဝင်လာရတဲ့အတိုင်းပဲဝင်လာသွားတယ်ပြေးသွားရတဲ့အခါပြေးသွားပါတယ်အဲ့လို့ဆိုရင်တော့မစိုးသေးဘူးပြေးသွားတဲ့အခါမှာတတိရှိရမယ်မရှိတော့တဲ့အခါမှာတတိရှိရမယ်အော်အခုဝင်လေးထွေးလေးနဲ့နေပါတယ်အမတန်ကောင်းတာပဲစေကုမရှိဘူးနော်ဆိုပြီးတော့အဲ့ဒီဟာတတိကြရမယ်နော် ျွန်တော်ကအကြံပေးချင်တယ်စိတ်ကူးမရှိတဲ့အခါမှာတခါတလေစိတ်ကူးမရှိဘူးဆိုပြီးတော့သဘောကျပါနော်အကျမ်းမာတဲ့အခါမှာကျမ်းမာမှုကိုသဘောကျတယ်လို့ပဲတော်တော်များများကကျမ်းမာတဲ့အခါမှာကျမ်းမာတယ်ဆိုတာမသိဘူးနေမကောင်းသွားတဲ့အခါမှာပဲအံ့ဩနေတယ်။အိုးကျမ်းမာမှုအမြင်မဟုတ်ဘူးလားဆိုပြီးတော့ခေခဲဖြစ်သွားတယ်။ကျမ်းမာတဲ့အခါမှာကျမ်းမာမှုကိုသဘောကျတယ်ဆိုလို့ရှင်ဘာဖြစ်မလဲ။ကျမ်းမာမှုကို ပိုလေးစားတယ်။ကျမ်းမာမှုကို ပိုပြီးအားပေးတယ်။ကျွန်တော်တို့ကစိတ်ကိုယ်ကိုအားမပေးပေမဲ့ကျွန်တော်တို့ကအာယုံစိုက်ခြင်းကိုဒါမဟုတ်ကျွန်တော်တို့ကကမ္မထံကို အားပေးရတယ်။အစားပေးရမယ်။နော်အစားကျွေးမယ်။ကမ္မထံကိုဘယ်လိုအစာကျွေးမလဲဆိုပြီးတော့ကမ္မထံနဲ့နေတဲ့အခါမှာတဘောကြတိတ်ကြရမယ်။အော်ကြည့်လိုက်ပါအခု ကမ္ထာနဲ့နေပါတယ်အခုဝင်လက်ထွေးလေးရှုနေပါတယ်အရင်ကောင်းတာပဲဆိုပြီးတော့အဲ့ဒီဟာကိုအမတန်ကုန်းလို့ခေါ်တယ်အဲအကုန်ယူပါအကုန်ယူရပါတယ်နော်ဒါပေမဲ့အကောင့်ပုံစံနဲ့ယူရမှာပေါ့မာနနဲ့မရအဲ့တော့ကုန်းယူရမယ်အော်ကောင်းလိုက်တာဝမ်းတန်ရမယ်ပေါ့နော်အော်ကောင်းလိုက်တာပေါ့အခုအာယုံရှိတဲ့ဗန်ရှိနေပြီလားဆိုရင်အမတန်ဝမ်းတန်ရမယ်စုံစမ်းရတယ်အခုအာယုံနဲ့နေတယ်ဆိုတဲ့ဟာဆိုတာဘာလဲ เนาะอายุเนี่ยနေနိုင်တယ်ဆိုတာပါလဲအဲ့ဒီခင်းစားချက်ကဘယ်လိုဖြစ်နေလဲเนาะအော်ခုဝင်လေးထွေးလေးတွင်းနေပြီဆိုပြီးတော့အဲ့လိုတတိကနေရတာဘယ်လိုအရာသာတွေ့ရပါတယ်လဲเนาะအဲ့ဒီဟာကိုစုံစမ်းရမှာဆိုတော့အဲ့ဒီဟာကိုစုံစမ်းမယ်ဆိုရင်အကျိုးနှမျိုးရှိပါတယ်ပထမတစ်ချက်ကကိုယ့်ရဲ့တရားအားထုတ်ခြင်းကြောင့်ဝမ်းသာ ချမ်းသာတယ်เนาะ အဲ့ဒီမှာတမိုးတွေ့တဲ့အခါမှာတစ်ခါတစ်ခါအားထုတ်ခြင်းလိမ့်မယ်တစ်တန်လုံးအားထုတ်လိမ့်မယ်နောက်တစ်ချက်ရှိသေးတယ်ကိုကဒီအာကမထန်းနဲ့နေတဲ့ဆိုဆိုရင်ကျွန်တော်ကတော့ဒီမှာဝင်လေးထွေးလေးပြောရအမဘယ်ကမထန်းမဆိုရပါဘူးအဲ့တော့ဒီဝင်လေးထွေးလေးဒီကမထန်းနဲ့နေတဲ့အခါမှာကိုကဒါဘောချနိုင်တယ်ဆိုလို့ရှိရင်တတိကနိုင်တယ်ဆိုရင်ဒီဟာကို အမရန်ကောင်းတယ်ဆိုပြီးတော့စုံစမ်းနိုင်မယ်ဆိုရင်ဘာကြောင့်အခုကမ္မထာနဲ့နေရတာလဲဒီကမ္မထာနဲ့နေရတာဘာဘယ်လိုဒီချမ်းသာကမ္မထာနဲ့နေရတဲ့ချမ်းသာမှုကိုဘယ်လိုခင်စားနေရတာလဲဘယ်လိုစံစားနေရတာလဲဆိုပြီးတော့တတိကမယ်ဆိုရင်စုံစမ်းမယ်ဆိုရင်နောက်မှအာယုံနဲ့မနေတဲ့အခါမှာဒါမှမဟုတ်မနေနိုင်တဲ့အခါမှာဒီချမ်းသာမှုကို တတိရနိုင်ပါတယ် အဲ့ဒီချမ်းသာမှုကိုတတိယာနိုင်တဲ့အတွက်ပြန်အဲ့ဒီအမှန်ဉာဏ်တစ်ဆင့်ပြုလုံးနိုင်တယ်စဉ်းစားကြည့်ပါမြတ်စွာဘုရားကဖျားမပွင့်တော်မူသေးခင်နော်ယဟန်ယတိဘဝမှာဒီကိုကိုကို ဒုက္ခပေးစီတဲ့အကျင့်တွေလေရပ်သွားပြီးရင်မလုံတော့ဘူးဆိုရင်အမှန်ဉာဏ်တစ်ခုပေါ်လာတယ်။ဘာမှန်ဉာဏ်လဲဆိုပြီးတော့ကလေးဘဝတုန်းကဇံရောက်ရခဲ့တယ်ဝင်လေထွေးလေရှုခဲ့တယ်အဲ့ဒီဟာဘယ်လိုလဲတဲ့အဲ့ဒီဘယ်လိုလဲဆိုပြီးတော့ချမ်းသာတယ်အပြည့်မရှိဘူးဆိုပြီးတော့အဲ့ဒီမှန်ညာတစ်ဆင့် ဖျားလောင်းဟာတခါတည်းအဲ့ဒီဇံရောက်ရပါတယ်ကျွန်တော်တို့ကကိုယ့်ရဲ့တရားအားထုတ်တဲ့တည်ကြည်မှုဖြစ်စေပိညာဖြစ်စေတရားအားထုတ်နေတဲ့အခါမှာ အခက်အခဲများတွေ့ရင် ပြန်တတိယချင်းချင်းပြန်ပြူလို့တဲ့နေဒါပေမဲ့အဲ့ဒီအောင်မြင်မှု ရှိတဲ့အခါမှာတတိမကဘူးဆိုရင် အဲ့ဒီဟာကူတဲ့ချာမစုံစမ်းဘူးဆိုလို့ရှင်ဘလို့ပြန်ပြုလုပ်ပေးမလဲပေါ့မမှမတော့ဘူးဆိုမမေအောင်လို့ရမယ်ဒါဆိုအာထုတ်တိုင်းအာထုတ်တိုင်းကျွန်တော်တို့ကအောင်မြင်နိုင်တဲ့အောင်မြင်အောင်မြင်တိုင်းကျွန်တော်တို့ကတတိကတ်ရတယ်မမေအောင်ကြိုးစားရမယ်စံပွားအာယုံဖြစ်တဲ့အခါမှာအဲ့ဒီဟာကို တတိကတ်လိုက်ပြီးတော့အတန်းနိုင်ဆုံးစုံစမ်းရမယ် စေဝံတစားကြီးရှုလေးလာရမယ်။သူကပြောက်သွားပြီးရင်ကမ္မထမ်းနဲ့ပြန်နေရမယ်။စင်ပွားအာယုံဆိုပါဆိုဒီစိတ်ကူးတွေကိုကျွန်တော်တို့ကအားမပေးရပါဘူး။အစားမကြွေးရပါဘူး။တဘုံမကြရပါဘူး။အော်ကောင်းလိုက်တာစမ်းစားရတယ်ဆိုရင်အဲ့လိုမဟုတ်ပါဘူး။တတိကနိုင်မယ်ဆိုလို့ရှိရင်တော့အဲ့ဒီဟာကိုတော့တဘောကြနိုင်ပါတယ်။နော်အော်ဒီစိတ်ကူးရှိနေပါတယ်ဒီစိတ်ကူးကိုတတိကနေတယ်ဆိုရင်အဲ့လိုဆိုရင်အဲ့ဒီတတိကချင်းကိုတော့ သဘောကျမ်းလို့ရပါတယ်စေကူအများကြီးရှိတဲ့ဆိုလို့ရှိရင်ကျွန်တော်ကနှစ်ချက်အကြံပေးလို့ရပါတယ်နော်ကျွန်တော်ကိုယ်တိုင်ပြုလုပ်ထားတဲ့အကူအညီနှစ်ချက်စာပေးမှလုံးဝမရှိဘူးဒါကြောင့်တတိရပါတယ်နော်ကိုကလုံးမဆိုရင်ကိုရဲ့အန်တရဲ့အန်တရဲ့ကိုပဲတတိထားမှာနော်ဆိုတော့စာပေးမှလုံးဝမရှိပါဘူး ။ဒါမှကျွန်တော်ရဲ့တချို့တပီတွေမှာအကူအညီဖြစ်တဲ့အတွက်ကျွန်တော်က share we ပေးခြင်းပါတယ်။စာပေမှာမရှိတဲ့အတွက်တခါတည်းဖယ်သိမ်းပါတယ်နော်။အဲဆိုဒီနှစ်ချက်ကဘယ်နှစ်ချက်လဲဆိုပြီးတော့ပထမဟာစိတ်ကူးကို အနိုင်ချင်းချင်းအဲဆိုစိတ်ကူးကဖြစ်ပေါ်လာပြီးတော့တချို့စိတ်ကူးတွေကတော်တော်စမပြပေါ့ဒီဟာကတော့ဒီနှစ်ချက် ီအကူအညီလေးတစ်ချက်ကအထက်ကတနေ့ကို6နာရီ7နာရီအားထုတ်တဲ့ပုံပုံတွေအတွက် အကျိုးအမှန်တမ်းများနိုင်ပါတယ်အတကယ်တော့တနေ့2နာရီပဲတနေ့ကိုအားထုတ်မစင်တော့အဲ့လောက်အဲ့လောက်အကျိုးမများဘူးလို့ယုံကြည်ပါတယ်ဒါဆိုအများကြီးအများကြီးအားထုတ်မယ်ဆိုရင်စိတ်ကူးကတစ်ခါတစ်ခါတစ်ခါလုံးမဲ့လာမဲ့ဆိုလို့ရှိရင်အတကယ်တော့ကိစ္စတမျိုးတည်းနဲ့ပတ်သက်တဲ့စိတ်ကူးတစ်ခု စေကူတွင်စေကူကလာမဲ့ဆိုရင်အဲ့လိုဆိုရင်စေကူကိုအနိုင်ကျင်းလို့ရတယ်ဘယ်လိုအနိုင်ကျင်းမလဲဆိုပြီးတော့စေကူကစေကူကိုတတိကနဲ့ကမ်းမိပြီးတော့တည်တဲ့အော်ဒါလေးစေကူပဲတကရကလာနေတယ်အဲ့လိုဆိုရင်ဒီစေကူကနောက်ထဘာတွေလုံးမလဲတန်ကနောက်ထဘာတွေလုံးမလဲအခုဆိုဘာတွေပြမလဲအခုရောအခုရောဘာတွေပြောမလဲ အခုတခြားတာဘာတွေပြောမလဲဒါပဲပြောမလားတခြားဟာပြောမလားပြာလိုက်တခြားဟာပြာလိုက်မလားဒီဟာပဲထားပြမလားပြာလိုက်ပေါ့ဆိုပြီးတော့ဒီလိုအနိုင်ကျင်းနေပေါ့အဲ့လိုစိတ်ကူးကိုအနိုင်ကျင်းခြင်းဖြင့်ယောဂီတွေမှာဒီစိတ်ကူးကပျောက်သွားပြီးတော့မပေါ်တော့နောက်ထပ်ကျွန်တော်ဒီထွန်းထားတဲ့အဲတခု ပါလဲဆိုတော့စိတ်ကူးကိုအလို့ချစ်ချင်းစိတ်ကူးကိုအလို့ချစ်ချင်းဆိုတာကျွန်တော်တို့ကစိတ်ကူးကိုအလို့ချစ်တယ်ဆိုတာစိတ်ကူးကိုမှတ်မိချင်အောင်မဟုတ်ဘူးပင်ပန်းချင်းပင်ပန်းချင်လို့အလို့ချစ်တယ်။ဘာကြောင့်လဲဆိုတော့စိတ်ကူးကြောင့်ပင်ပန်းတယ်ဆိုရင်စိတ်ကအဲ့ဒီစိတ်ကူးကိုမလို့တော့ဘူး။ဆိုတော့စိတ်ကတဘာဝတရားအတိုင်းပြင်းနေတယ် အဲ့ဒါကြောင့်ကျွန်တော်တို့ကစေကူးကိုပင်ပအောင်လုံးစေကူးကိုဒီဟာလုံးမဲ့ဆိုရင်ပင်ပမန်းဆိုပြီးတော့နည်းနည်းလေးပြနိုင်မဲ့ဆိုရင်တော့စေကူးကအဲ့ဒီဟာမလုပ်တော့ဘူးဒါဆိုဘယ်လိုလုပ်မလဲစေကူးပေါ်လာမယ်နော်စေကူးကပေါ်လာမယ်ဆိုပါဆိုပိုက်ဆက်မရှိတော့နော်စေကူးကပေါ်လာပိုက်ဆက်မရှိတော့အော်ပိုက်ဆက်မရှိတော့ဟုတ်ပါပြီဒါဆိုအဲ့ဒီစေကူးကိုမမေအောင်နောက်ထပ်နောက်ထပ် ပြောရမှာပေါ့ဟောပိုက်ဆံမရှိဘူးပိုက်ဆံမရှိဘူးပိုက်ဆံရှိဆိုတာမှတ်မရမယ်ပေါ့အတိအကျစကလုံးတလုံးပြီးတလုံးတစ်ချမ်းမှမရအဲ့လိုဆိုပါတယ်လုံးမလဲပေါ့ဒါဆိုပြန်ပြန်မယ်အဲ့လိုဆိုပါတယ်လုံးမလဲပေါ့အဲ့လိုဆိုပါတယ်လုံးမလဲပေါ့အဲ့လိုဆိုပါတယ်လုံးမလဲပေါ့ပြီးရင်အဲ့ဒီဟာပေါင်းရမယ်ပိုက်ဆံမရှိဘူးအဲ့လိုဆိုပါတယ်လုံးမလဲပေါ့ပိုက်ဆံမရှိဘူးအဲ့လိုဆိုပါတယ်လုံးမလဲပေါ့ပြီးတော့အဲ့လိုသွားရှာရမယ်စေကူနောက်ထပ်ပေါ်လာမယ်အဲ့လိုသွားရှာရမယ်ဟုတ်ပါပြီ အလိုသွားရှာရမယ်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 အဲ့ဒီဟာမှတ်မိသွားပြီဆိုတာသိချရစင်ကျန်တဲ့ဟာနဲ့ပေါင်းရမယ်ပေါ့ပိုက်ဆံမရှိဘူးအဲ့လိုဆိုပါတယ်လုံးရမလဲပေါ့ပိုက်ဆံသွားရှာရမယ်နောက်ထပ်စိတ်ကူပေါ်လာမယ်အဲ့ဒီဟာနဲ့ဟောဟာပေါင်းရမယ်နောက်ထပ်စိတ်ကူပေါ်လာမယ်အဲ့ဒီဟာနဲ့ဟောဟာပေါင်းရမယ်တကယ်တော့ဒီလိုစာကြောင်း၃ကြောင်း၄ကြောင်းလောက်ပေါ်လာပြီးရင်စိတ်ကူကအမတန်ပင်မှန်းသွားပင်မှန်းသွားပြီးတော့အဲ့ဒီစိတ်ကူကိုမမ မကူတော့ဘူးအဲ့ဒီစိတ်ကူးမရှိတော့ဘူးပြောက်ပြစ်သွားတယ်။အဲ့ဒါဥပမာပဲပြောတာနော်ကျွန်တော်မှတစ်ခါမှအဲ့လိုစိတ်ကူးအထုတစ်ခါမှတစ်ခါမှမရှိဘူး။ဒါပေမဲ့အဲ့ဒီစိတ်ကူးကစိတ်ထဲမှာပေါ်လာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့ဒီဟာကိုအလွတ်ချက်ချင်းဖြင့်စိတ်ကူးကပင်ပန်းသွားပြီးတော့ဒါဆိုဒီအလုတ်ကိုလုံးမယ်ဆိုရင်ပင်ပန်းသွားမယ်ပင်ပန်းသွားတဲ့အတွက်ဒီအလုတ်ကိုမလုပ်တော့ဘူးအဲ့ဒီမှာအဲ့ဒီစိတ်ကူးကို မကူတော့ဘူးစိတ်မကူတော့ဘူးအဲ့ဒီဟာကလည်းယောဂီတွေမှာအများကြီးအကျိုးဖြစ်ဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ကဒီဒါလေးကို share ဝေပေးပါတယ်တမတိအခုအညီလေးနှမျိုးလုံးကစာပေမှာလုံးဝတခါမှကျွန်တော်မတွေ့ဖူးပါဘူးစာပေနဲ့ညီမညီဆိုတာလည်းပြောလို့သိမလွယ်ပါဘူးဆရာစာပေနဲ့စာပေမှာဒါလေးနဲ့ပတ်သက်တဲ့ဟာတခါမှမတွေ့ဖူးပါဘူး ဒါပေမဲ့ဒီလိုတတိကတ်နဲ့ကတ်တဲ့ဒီလိုတော့တတိကတ်တဲ့လို့တော့ပြောလို့ရပါတယ်။မစရောစိတ်ကူးမှဘာတွေဖြစ်နေလဲဆိုတာတတိကတ်ပါတယ်။စိတ်ကူးတွေကတဖြည်းဖြည်းပြောင်းသွားပြီးတော့စိတ်တည်ကြည်မှုဖြစ်စေဝိပဿနာဉာဏ်ဖြစ်စေတဖြည်းဖြည်းချင်းရနိုင်ပါတယ်။အများကြီးတော့ဒါလေးတွေမလို့စစ်ချင်းပါဘူး။ဘာကြောင့်လဲဆိုတော့ ျွန်တော်တို့ကစိတ်ကူးကိုအနိုင်ကျင်းမဲ့ဆိုလို့ရှိရင်အဲ့လိုဆိုရင်တော့တဘာဝတရားအတိုင်းစိတ်ကူးကိုမရှုမိတော့ဘူးတခုခုပြုလုံးမိတယ်ပေါ့ဟုတ်စင်တေးအစမပြေပါပြီးတော့စိတ်ကူးကိုအလိုကျင်းမဲ့ဆိုလို့ရှိရင်လည်းအတူတူပါပဲเนาะစိတ်ကူးရဲ့တဘောတရားကိုတကယ်တော့မရှုမိတော့ဘူးတခုခုအဲ့ဒီမှာလုံးပေးလိုက်တယ်ပေါ့ဒီ အကူအညီလေးနှစ်ချက်ကို တကယ်တော့စိတ်ကူးနဲ့ဘလို့မှပါမှမအောင်မြင်ဘူးဆိုပြီးတော့တွဲမှာပဲစိတ်ကူးတမျိုးတည်းပဲပြဿနာတစ်ခုတစ်ခါတစ်ခါလာနေတယ်ဆိုလို့ရှိရင်ဒါပေမဲ့ကိုကတရားအထုတ်ခြင်းနဲ့ဆိုရင်ဒါလေးသုံးလို့ရပါတယ်